ျွန်တော်တို့ပေါင်ချိန်ဇက်ပေါ်ဘဲချိန်တက်တင်တယ်ကျွန်တော်တို့ကတရက်မှာဘဏ္ဍပေါင်ကျသွားတယ်ဝိတ်ဘဏ္ဍပေါင်တက်လာတယ်စသဖြင့်စသဖြင့်တော့ကျွန်တော်တို့ရဲ့ skill တွေကိုပြန်ပြီးကြည့်ဖို့လေ့လာဖို့ဘဲချိန်မှာတက်တင်တယ်ဘဲချိန်မှာ မတက်တင်ဘူးလဲဒါလေးကိုကျွန်တော် tips and trick လေးတွေပြောပြပေးပါမယ်ကျွန်တော်တို့မာဒူက personal trainer ပါ fitness nutrition specialist ဆိုလဲမမှားပါဘူးအဲကျွန်တော်အခုပြောပြမယ့်အကြောင်းအရာလေးကဘာလဲဆိုလို့ရှိရင် weight ချိန်တာပေါင်ချိန်တာဘယ်ချိန်မှာချိန်သင့်ပြီးဘယ်ချိန်မှာမချိန်သင့်ဘူးလဲဆိုတော့ပြောပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ပေါင်ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကိုတတမတ်သေးဖြစ်တဲ့အချိန်ကိုသတ်မှတ်တာပို့ပြီးကောင်းပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့ကထမင်းစားပြီးပေါင်ချိန်လိုက်တယ်ဆိုလို့ရှိရင်ပေါင်130ရှိတယ်ထမင်းမစားခင်မှာပေါင်ချိန်တဲ့အချိန်မှာပေါင်108ပေါင်ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကထမင်းရဲ့ရေရဲ့ weight ကြောင့်ကျွန်တော်3ပေါင်တက်လာပါအဲ့တော့မိတ်ဆွေက ငါသုံးပေါင်တက်လာပြီဆိုပြီးတော့ సైకో တွေဖြစ်ပြီးတော့ကျွန်တော်တို့ဟော်မုန်းတွေကမောက်ကမောက်ဖြစ်စေတတ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကအဲ့တော့ကျွန်တော်တို့ပေါင်ချိန်တာကိုအချိန်တစ်ခုတည်းတတ်တမတ်ထဲထားပြီးချိန်မှသာလင်ကျွန်တော်တို့ဘလောက်ကြသွားရဘလောက်တက်တယ်ဆိုတာကိုတတ်တမတ်ထဲထွက်မှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီပေါင်ချိန်ဖို့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ idea ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မနက်စောစောအာ1 glass of water ပေါ့နော်ရေခွက်တစ်ခွက်လောက်ပေါ့ maybe around 200 ml ပေါ့ရေဘူးနဲ့ကျွန်တော်ပြရမှာဆိုရင်ကျွန်တော်ပြင်မှာရှိရရေဘူးဒီလောက်လောက်ရှိရပမာဏလေးပေါ့နော်ဒီလောက်လောက်ရှိရပမာဏလေးကိုကျွန်တော်တို့ကတောက်လိုက်မယ်မနက်အစောကြီးမှတောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ dry လက်ဝင်မယ်စီးသွားမယ်ဝမ်းသွားမယ်ပြီးသွားပြီဆိုတော့မှ ကျွန်တော်တို့ပေါင်ချိန်ဇက်ပေါ်တက်ပြီးချိန်ပါမယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ပတ်နေတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ weight ကျလာတက်လာသိရဖို့အတွက်ထိုနည်းအတိုင်းဤဒီမရွေးလောက်ပါမယ် အဲ့တော့အချိန်မှာကွက်တိတိကျနေပို့အဆင်ပြေပါတယ်ဆိုကြပါစို့9နာရီဆို9နာရီလေးပို့အဆင်ပြေပါတယ်ဒီနေ့ပြန်ချိန်တဲ့အချိန်မှာအဲ့ရထားနောက်ကျသွားလို့ညအာဆိုကြပါစို့7နာရီမှာပြန်ချိန်တာမျိုးတွေပါတယ်ဆိုရင်တော့အနှဲငယ်အလွဲမှာဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကပေါင်ချိန်မဲ့ရက်ကိုဆိုကြပါစို့ကျွန်တော်7နာရီပြည့်အောင်အိပ်မယ်နိုးလာရဲအခုနောက်ပြောရေတောက်မယ်ဝမ်းသွားမယ်စီးသွားမယ်ပြီးရင်ပေါင်ချိန်စက်ပတ်တပြီး record ယူထားမယ် ပြီးနောက်တစ်ခေါက်မှလည်းပဲကျွန်တော်တို့အဲ့ဒီအတိုင်းလေးလုတ်ပြီးတော့ပေါင်ကို ပြန်ချိန်စေခြင်းပါတယ်။အဲ့မှသာလဲကျွန်တော်တို့မှန်ကန်တဲ့ဘဏ္ဍပေါင်ကြရဘဏ္ဍပေါင်တက်တယ်ဆိုတော့ကျွန်တော်တို့သိရမှာပါ။ Okay ဒါကတော့ကျွန်တော်တို့ gender မခွဲသေးတဲ့စကားပေါ့နော်။ယောက်ျားလေး main ကလေးမခွဲသေးတဲ့စကားပါ။ Okay ဒီနေ့မှကျွန်တော် gender ခွဲပြီးပြောတော့မယ်ဗျ။ယောက်ျားလေးတွေအခု2မိနစ်ကြော်ထိကြည်ပြီးပြီဆိုရင်တင့်တော့ပြီးတော့ပါဘူး။အခုက main ကလေးတွေ့လာပါဘူး။ မင်းကလေးမှာဆိုလို့ရှိရင် bloating လို့ခေါ်တဲ့ကျွန်တော်တို့ကခန္ဓာကိုယ်မှာရေဆုတဲ့ဖြစ်စဉ်ရှိပါတယ်။ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်မှာ menstruation ဖြစ်ဖို့အတွက်မင်းကလေးရဲ့ခန္ဓာကိုယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့လိုပဲသုံးမိလိုက်တယ်။အဲ့တော့မင်းကလေးရဲ့ခန္ဓာကိုယ်မင်းကလေးရဲ့ခန္ဓာကိုယ်မှာ bloating ဖြစ်တဲ့အချိန်ရှိပါတယ်။ဆိုလို့ကျွန်တော် menstruation ဖြစ်ဖို့ရက်အနည်းငယ်လိုနေတဲ့အချိန်အတွင်းမှာသူတို့ရဲ့ခန္ဓာကိုယ်မှာရေဓာတ်အမြောက်အများ စူးစီးတင်းစီထားပါတယ်အဲ့ဒီကနေမှတစဉ်ကျွန်တော်တို့က weight က3ပေါင်နဲ့5ပေါင်အတွင်းလောက်တက်နေတယ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့က weight သွားချိန်လိုက်မယ်ဆိုရင်တေကြပေါ့ငါ weight တက်နေပြီငါတော့ဝလာပြီဆိုပြီးထင်ပြီးတော့ depression တွေရကောင်းရပါလိမ့်မယ် weight ချနေတဲ့သူမှဆိုလို့ရှိရင်ဟာငါတလောက်အစားတွေ short အစားနေရ weight ကဘာလို့တက်လာလဲတဲ့သွားပါပြီငါဗာမရမှားသွားပြီလဲဆိုပြီးတော့မိမိကိုယ်ကိုထင်ကောင်းထင်မိပါလိမ့်မယ် အဲ့အတွက်ကြောင့် menstruation နီးတဲ့အချိန်မိမိကိုယ်ကို bloating ဖြစ်တယ်ဆိုတော့ main ကလေးတွေကသတိထားမိပါတယ်။ပေါ်လာတဲ့ bite လေးတွေနည်းနည်းခါပတ်လေလေးနည်းနည်းလေးအာ pound လာတယ်ပေါ့နော်။အဲ့လိုအချိန်လေးမျိုးမှာဆိုရင်ကျွန်တော်တို့ weight မချိန်ပါနဲ့။ Okay ဒါကတော့ကျွန်တော်တို့ main ကလေးအကြောင်းပြောတယ်ယောက်ျားလေးအကြောင်းပြောတယ်အခုကျွန်တော်တို့အဆုံးသက်လေးကိုပြောပါမယ်။အဲ့တော့ weight ကနေတိုင်းချိန်မို့မလို့အပ်ပါဘူး။ weight ကနေတိုင်းချိန်လေကျွန်တော်တို့က cycle နေတိုင်းဖြစ်လေပါပဲ။ အဲ့ဝိတ်ကိုကျွန်တော်တို့ဘယ်လောက်မှချိန်မလဲဆိုလို့ရှိရင်တပတ်နေမှတစ်ခါလောက်ပဲချိန်စီခြင်းပါတယ်။ဒါတော့မှကျွန်တော်တို့ကအခုနပြောတဲ့နီလန်လေး၈နိုင်အပြည့်အိပ်ပြီးရေ200မီလောက်တောက်ပြီး C1 သွားပြီးတော့မှပေါင်ချိန်ဆက်ပေါ့တတ်တယ်ပါတယ်။မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအာနာယီတွေကွဲပြားတာအစားအသောက်တွေစားလိုက်တာကြီးကွဲပြားတာအကြောင်းဝိတ်အမှန်ရခြင်းကိုကျွန်တော်တို့ရမှာမဟုတ်ပါဘူး။အဲ့ခါကျရင်ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းစဉ်တွေမှာလည်းအောင်မြင်မှုတွေ ရရှိဖို့ခက်ခဲစေပါမယ်အဲ့တော့ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့ knowledge တခုခုရသွားမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကြောင်ညာဗီဒီယိုလေးဆက်ကြည့်ပေးပါအောင်အဲ့တော့ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာကျွန်တော်ရဲ့ max effort program လေးကိုကြီးညာပေးခြင်းပါတယ်ကျွန်တော်တို့ဒီတိုင်း program မအားတဲ့သူတွေအတွက်အာလေ့ကျင့်အောင်မယ်ကျင်မှာတော့ဆော့မယ်တော့မဟုတ်အိမ်မှာဘာပစ္စည်းမှမရှိပဲဆော့မယ်ဆိုလို့ရှိရင်တလားကို3000ကျန်နဲ့ကျွန်တော်ဈေးလျှော့ပြီးတမင်ရောင်းပေးနေပါတယ်လူသားမြန်မာနိုင်ငံလူတွေပြင်ပြင်ကြားမှာပို့မြန်မြန်လှပဖို့ကျွန်တော်လည်း audience ကြီးများများရဖို့ ပြီးတော့ကျွန်တော် group training ဆိုပြီးရှိပါတယ်အဲ group training မှာတော့အသက်ကြီးရလူတွေ Facebook ကိုကြွညံ့ကြည့်ချင်မသုံးတတ်တဲ့လူတွေတော့ one click တစ်ချက်နဲ့လိုက်တာနဲ့အဲ့ video ကိုတလာကြီးသာပါမယ်ကျွန်တော်တို့ short ပြရှင်းပြဟာပါမယ်အစားတောက် plan တွေ yes တရက်ချင်းစီတင်ဆက်ပေးမယ်အဲ့ဒါတော့ကျွန်တော်တို့45ရက်စာကိုတသိန်းယူရဲလောလောဆယ် promotion 9000နဲ့ချပေးထားတယ်နောက်တစ်ခုကတော့ကျွန်တော် special program ပါဒါကတော့ workout လုပ်နေကြဆရာကြီးတွေအတော့ပေါ့သူကတော့ tempo တွေ RR တွေ RPE တွေအကုန်လုံးပါမယ်ယူရလို့ရှိရင်ကျွန်တော်တို့တကယ် training technique next level ဖြစ်နေတဲ့ဟာတွေကျွန်တော်တို့ရေးပေးတယ်အဲ့ဒါတော့ကျွန်တော်တို့တောင်းလာအောင်တသိမ်းယူပါတယ် okay စိတ်ဝင်စားဆိုရင်တော့ကျွန်တော်ရဲ့ page ဖြစ်တဲ့ master arena ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်